ချောင်းပေကျင်တူပီမြေမြုပ်သွားမယ်ဆိုပြီးတခဲရုကိုလေတိုက်လိုက်တဲ့ Rotten ပြည်သူများအားလုံးမင်္ဂလာပါရှင်ကျောင်းအမမေစပေါ့ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ မွေတိုင်းမဂါစတာရတ်တန်ကတော့ဒီတစ်ခေါက်တွေ့ဆုံရမယ့်တာကယ်ရုနဲ့မကြေပွဲမှာဂျပန်ကစ်ပေါဆင်ဖိုက်တာကြီးကို6အကျဉ်းတူပြီးမြေမြုပ်ပေးသွားမယ်လို့ကြေငြာပြောဆိုလိုက်ပါတယ်။ရတ်တန်နဲ့တာကယ်ရုတို့ဟာလာမယ့် match လ23ရက်နေ့ဂျပန်နိုင်ငံမှာကျင်းပသွားမယ့်1172မှာကောင်းတွဲဆိုင်ဖြင့်ကစ်ပေါဆင်စူပါဖိုက်ထိုးတက်သွားမှာဖြစ်ပါတယ်။ဒီပွဲဟာကပတ်ပွဲမဟုတ်ပေမဲ့လည်းကစားသမားတွေရဲ့ပုံရိပ်ကြောင့်ကောင်းပွဲဖြစ်ဝမ်းချန်ပီယံရှစ်ဘက်ကပွဲတက်ပေးလာခဲ့တာဖြစ်ပါတယ်။ ရော့တန်ရဲ့တာကေယူတိုက1165ပြိုင်ပွဲတုန်းကပွဲထည့်ပေးခြင်းခံရပေမဲ့အဲ့ဒီပွဲမှာရော့တန်ဟာတန်ရာရရှိသွားခဲ့တာကြောင့်တာကေယူဟာစူပါလက်နဲ့ထိုးသက်သွားခဲ့ရပါတယ်။ စူပါလာနဲ့အတွေ့မှာတော့ခြေကန်ချက်ပင်ရဲ့ဒရက်ဆက်ကန်ချက်တွေကြောင့်တာခေရူတယောက်ပေါင်းတစ်ချမ်းလုံးရောင်ကိုင်းသွားပြီးအမှတ်ပေးဆုံးဖြတ်နဲ့ရှုံးနေကြရတဲ့ပြင်တနည်းနီပါလောက်အနားယူလိုက်ရတာဖြစ်ပါရယ်။အဲနောက်ဒိုင်ယာကနေပြန်လဲတတလာတဲ့အချိန်မှာမြန်မာပရိသတ်တွေရဲ့အသေးကြော်ပဲလော်လေးတန့်စင်နဲ့ထုတ်သက်ခဲ့ပြီးဒုတိယအချိန်မှာရင်အနိုင်ရရှိခဲ့တာဖြစ်ပါရယ်။တန့်စင်နဲ့ပွဲပြီးမှဥက္ကဋ္ဌကြီးချက်ဒရီကရော့တန်ကိုစင်ဘော်ကိုဖိတ်ခေါ်ကတာခေရူနဲ့တခါတည်းပွဲတည့်ပေးခဲ့တာဖြစ်ပါရယ်။ တာခေရုကတော့ဒီပွဲနဲ့ပတ်သက်ပြီးတေချာပြည့်စင်မှုတွေပြုလုပ်ထားသလိုဒီပွဲမှာရော့တန်ဘလိုကစားလာနိုင်တယ်လဲဆိုတာနဲ့ပတ်သက်လို့အားလုံးကိုစနစ်တကျနဲ့လေ့ကျင့်ပြင်ဆင်ထားပြီးလို့ဆိုလာခဲ့ပါတယ်။ရော့တန်ကလည်းတာခေရုကိုအနိုင်ယူပြဖို့ယုံကြည်ချက်တွေတော်လီပြင်းထန်နေပြီးဘလောက်ထိတောင်မှလဲဆိုရင်တာခေရုအတွက်၆ပေချင်းတူပြီးမြင်းမြုပ်ပေးသွားလို့တော့ကြုံဝါထားတာဖြစ်ပါတယ်။ရော့တန်က စူပါလော့ကိုရှုံးခဲ့တဲ့ပွဲပြီးမှသူကသူတည်သွားတလူတော်ခန်းစားခဲ့ရတယ်လို့တာခေရူကအင်တာဗျူးတစ်ခုမှာပြောပြတာကျွန်တော်မှတ်မိသေးပါတယ်။ခင်ဗျားတို့လည်းဒါကိုမှတ်မိကြအောင်မပေါ့။စူပါလော့ကိုရှုံးနာတော့တည်သွားတလူခန်းစားရတယ်ဆိုရင်ကျွန်တော်နဲ့ထိုးတဲ့အခါတကယ်ပဲတည်ခြင်းစိတ်ပေါက်သွားမှာပါပဲ။ကျွန်တော်တို့ကိုမြင်မြုပ်ပေးဖို့၆ပေးခြင်းတခြင်းတော့ကြိုတူထားရမယ်တနေ့ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ရော့ချာဟာပြီးခဲ့တဲ့169မှာတော့ကဂျေကော့စမစ်နဲ့ထိုးတက်မဲ့ပွဲမတိုင်ခင်ဝိတ်ကျော်ခဲ့တာကြောင့်ကပတ်ဆွန့်လွတ်ထားခဲ့ရတာဖြစ်ပါရယ်ဒီတစ်ခေါက်ဂျပန်မှာယင်ဆိုင်ရမဲ့ပွဲမှာဆိုရင်တော့ရော့ချာနေနဲ့ဝိတ်ကျော်လို့လုံးဝမရပဲဒီအတွက်ကိုလည်းအကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ဆိုလာခဲ့ပါရယ်ရော့ချာက ရှင်းနေပွဲမှာတော့ငါကျွန်တော်ဝိတ်ကျော်ခဲ့တယ်အဲ့အတွက်သင်ကန်းစာတွေလည်းများကြီးရခဲ့ပါတယ်ကျွန်တော်အနေနဲ့ပိုပြီးဂရုတစိုက်ချင်ကပ်ဖို့လိုတယ်လို့အာယုံစိုက်ထားဖို့လည်းလိုပါတယ်ဝိတ်ကျော်တဲ့ကိစ္စကြောင့်ချန်ပီယံကပတ်ရှုံးလိုက်ရပြီးကတည်းကအရင်ရော့ထံမျိုးပြန်ဖြစ်ဖို့ဆုံးဖြတ်ချက်ကိုခက်ခိုင်မမာချမှတ်ခဲ့တာပါဒီတစ်ခေါက်တော့ဝိတ်ကိစ္စလုံးဝပြဿနာမရှိတော့ဆိုတာအမခံရပါပြီပရိသတ်တွေအနေနဲ့စိတ်ကိုတော်တော်ချထားလို့ရပါတယ်ကျွန်တော်တေချာပေါ့ဖလိုက်ဝိတ်တန်းတွင်ဝင်သွားမှာပါလို့ပြောဆိုသွားခဲ့ပါတယ် ဇလဘီရော့ထာဟာတာခဲရုနဲ့စူပါလက်တက်စင်တို့ထိုးတက်ခဲ့ရတဲ့ပွဲတွေကိုလည်းသိချောင်းအဲ့ဒီပွဲတွေမှာတွေ့ရတဲ့ဂျပန်ကြီးရဲ့အာနေချက်တွေကိုတိတိမိမိအသုံးချသွားမယ်လို့ဆိုလာခဲ့ပါတယ်ရော့ထန်ကတာခဲရုရဲ့အနေရရှိဆုံးလက်နက်ကပါလဲဆိုရင်သူ့ရဲ့တိုက်ခိုက်တဲ့ပုံစံတွေကခံမှန်းလို့မရအောင်ပုံစံမျိုးစုံနဲ့လာတတ်ပါတယ်နောက်ပြီးစိတ်ဓာတ်ကလည်းဒီကေကိုမှကြောပါတယ် သူကတိုက်ခတ်ရေးလောကရဲမှာအကျန်းစားတိုက်ပွဲတွေကိုအောင်နိုင်ဖို့မွေးဖွားလာတဲ့သူလိုပါပဲဒါပေမဲ့သူရဲ့အားနယ်ချက်ကဘာလဲဆိုရင်လူတိုင်းသိကြပါတယ်အဓိကအပြင်တာကေရုကခန်းစစ်ကစားပုံအရင်ညံ့လွန်းနေသူကခန္ဓာရည်ရှိတဲ့ဖိုင်တာတယောက်ဖြစ်ပေမဲ့တိုက်စစ်ကစားချိန်မှာပြိုင်ဘက်ရဲ့ကောင်တာကိုဘလို့ကာကွယ်ရမလဲဆိုတဲ့ခန်းစစ်ပြင်ဆင်ထားမှုအတွေ့လုံးဝမရှိဘူးဂျောင်ကိုသူလစ်လျူရှူထားလေးရှိတဲ့စူပါလက်နဲ့ပွဲတန့်စင်တဲ့ပွဲမှာအဲ့ဒီအားနယ်ချက်တွေကလုံးဝအထင်သာကြီးကိုပေါ်လွင်နေခဲ့ပါတယ်အဲ့ဒါတွေကိုအကောင်းဆုံးအသုံးချသွားမှာပါဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင် view လေးကတော့ဒီလောက်ပါပဲနောက်နေ့မှလည်း MMA နဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ page လေးကို like and follow လုပ်ပြီး video လေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစီရှင်